စကိုင်းလို့သူမတပိတ်ခေါင်းဆောင်ကိုခိုင်မဲအပါဝင်သုံးကိုငိမ့်စုစီပုံမဆက်ရှင်နဲ့စကိုင်းမြို့နယ်တရားသူကြီးဦးတော်တော်ကဒီကနေ့ဇန်နဝါရီလ3ရက်နေ့မှာစွဲချက်တင်အမိန့်ချမှတ်ခဲ့ပါတယ်။ဒီကနေ့ယုံကျင်းတရားခွင်မှာမြို့နယ်တရားသူကြီးကတပိတ်မအလုသမားတွေကိုစကိုင်းဆက်မှုဆောင်ကနေရဲနာဝုန်တရားထိတ်ထိခွင့်ပြုချက်မဲ့လူစုလူဝေနဲ့စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့်ငိမ့်စုစီပုံမှန်ဆက်ရှိပြစ်မှုပြစ်ဒဏ်ထိုက်ကြောင်းနဲ့အပြစ်ရှိလားမရှိလားမေးမြန်းရာအလုသမားတွေကစီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ဖို့ က်ဆိုင်ရာသို့အကြောင်းကြားစာပို့ခဲ့ကြောင်းနဲ့2012ခုနှစ်အလုံသမားအခွင့်အရေးဆိုင်ရာဥပဒေအရ၎င်း2008ဖွဲ့စည်းပုံမှာနိုင်ငံသားအခွင့်အရေးအရပြုလုပ်ခဲ့ခြင်းကြောင့်မိမိတို့မှာအပြစ်မရှိဘူးလို့ပြန်လည်ဖြေကြားခဲ့ကာ ပြန်ခေါ်တတ်တည်များလည်းမခေါ်လို့တော့ကြောင်းဖြေကြားခဲ့တယ်လို့သိရပါဗယ်။စကိုင်းအလို့သမားတပိတ်ခေါင်းဆောင်ကိုခိုင်မင်းပါ၃ကို2016ခုနှစ်ဧပြီလ29ရက်နေ့ကစကိုင်းဗရန်များဆက်မှုဆောင်မှာရန်နာဝန်တရားထိပ်ထိခွင့်ပြုချက်မဲ့စီတန်းလန်းလျှောက်ခဲ့တာကြောင့်ငိမ့်စုစီပုံမှပြစ်မှုပြစ်ဒဏ်မြောက်တာကြောင့်စွဲချက်တင်အမိန့်ချမှတ်ခဲ့ကဇန်နဝါရီလ10ရက်နေ့မှာစွဲချက်တင်ခံရတဲ့အလို့သမားတွေကိုဆက်လက်စစ်ဆေးတော့မှာဖြစ်ကြောင်းစကိုင်းမြို့နယ်တရားရုံးမှသိရပါဗယ်။ အခုအမှုနယ်ပတ်သက်ပြီးပုံမှန်၁၈နဲ့တရားစွဲဆိုခြင်းခံရသူကိုအေးချမ်းကအခုလိုပြောပါရစေ။ကျွန်တော်တို့ကအဒီအမှုကိုအများဆုံးပြီးသိခြင်းတယ်။အဒီအမှုကိုအများဆုံးပြီးသိခြင်းတယ်ဆိုတော့ဟူဘယ်လိုကမလဲနောက်ပတ်မှာကျွန်တော်တို့ကလည်းတက်တည်ပြီးပါလဲမတင်တော့ဘူး။ကျွန်တော်တို့ကအကျော်ဒီဘက်ကိုလည်းခေါ်ယူစီစဉ်ပြန်လည်စီစဉ်ခေါ်ယူရမှရှိတော့တယ်ဟိုအပြီးသက်ဆောင်ရွက်ချက်ကိုနောက်ပတ်မှာကျွန်တော်တို့လူသမားဘက်ကပြေးမယ်ပေါ့ဗျာအဲ့အဲ့လိုအဲ့ဒီလူပဲသူဘက်မှာလည်းသူတို့ အဖက်ကလည်းအပြီးတဲ့ခြောက်လောက်ကျရပြီဆိုရင်ဟိုနောက်တစ်ဖက်မှာမိတ်ချသိနေတာလေနည်းနည်းလေးပြီးကောင်းဖို့ပေါ့အဲ့တော့ကျွန်တော်တို့လူသမားတွေကအလုံးလုံးရတာဆိုတော့ပတ်သက်မရှိဘူးလေဂျုံချင်းပတ်သက်ပတ်သက်လားနေရတော့တရက်လိုရပြက်ရက်စားဖို့နေဝေးစားဖို့နေနေခက်ခဲတယ်ဆိုတော့ဒါလို့ကျွန်တော်တို့နည်းနည်းပြီးမှနည်းနည်းဒီဝင်ဝင်ရမှဆိုတော့စားတော့မှာဘူးအခု၁၈ကအခုနောက်အချိန်ကြာကြီးနေမှပြန်ဆွဲတယ်ပေါ့ဗျာ ပြန်ဆွဲတယ်ပြီးတော့အခုလုံသမားတွေလည်းထောင်တန်းတွေလည်းဟိုမှာနေပြီးတော့တက်ကုန်းမှာလည်းရမဲစင်းထောင်မှာလည်းချအကြခဲ့ပြီဒါပေမဲ့ဒီအပေါ်မှာတော့မျှတမှုမရှိဘူးလို့တော့ထင်တာပဲစကိုင်းလုံသမားတပိတ်ကောင်းဆောင်ကိုခိုင်ပင်ကိုစောထွန်း ကိုအောင်ကိုလင်းကိုရံမျိုးနိုင်ကိုအေးစဲမင်းတို့ကို MVPPL တစ်ချောတဲ့စက်ရုံပိုင်းရှင်က2016ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကစက်ရုံရှိတပိတ်စခန်းဖွင့်တဲ့အတွက်တာစီပိတ်ဆို့မှုပုံမှန်341နဲ့၎င်း2016ခုနှစ်ဧပြီလ29ရက်နေ့ကစကိုင်းမြို့နယ်အတွင်းခွင့်ပြုချက်မဲ့စီတန်းလန်းလျှောက်ခဲ့တဲ့အတွက်စကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှဦးညံတောင်းကကိုခိုင်မင်းကိုအေးချမ်း မဆိုင်လက်ခိုင်တို့၃ဦးတို့ကိုငိမ့်စုစီပုံမှဆက်ရှင်နဲ့စကိုင်းမြို့နယ်တရားရုံးမှာတရားစွဲဆိုထားတယ်လို့သိရပါဗျ။စကိုင်းဆက်မှုဆောင်ရှိအိန္ဒိယလူမျိုးပိုင်း MVPBA တစ်အချောရဲဆက်ယုံမှအလုသမားတွေဟာ2016ခုနှစ်ဧပြီလကဆက်ယုံရှိမှသဘေးစကန်ဖွင့်ခဲ့ရပါတောင်းဆိုချက်တွေကိုညှိနှိုင်းဆောင်ရွက်ပေးမှုမရှိတာကြောင့်နေပြည်တော်သို့သဘေးစစ်ကြောင်းဖွင့်ချီတက်ရာ တကုံးမြို့မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရကပုံမှန်905ခါခွေအပါအဝင် ပုံမှန်143 145တို့နဲ့တရားစွဲဆိုခံခဲ့ပြီးထုံထံ9လကြာခံစီဖို့ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့ကပြည်ထံချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာတော့ရမဲသိန်းအချင်းတောင်မှပြည်ထံစီပြီးတပိတ်မအလုသမားတွေနဲ့ဝင်းရံចောင်းသားတွေလွတ်မြောက်ခဲ့ကစကိုင်းအလုသမားတပိတ်မတောင်းဆိုထားတဲ့အချက်လေးချက်ကိုထပ်မံတောင်းဆိုသွားမှာဖြစ်သောမန္တလေးမြို့နိုင်ချင်းရုံမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ thank you